င်္ဂလာပါရှင်ခိတိတက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးလေးမျက်နာမျိုးနဲ့ဆက်ဆက်ရိုကျင်းရွာအနီးမှာအကြမ်းမတ်ဆဲဆူနဲ့အာရခတက်တော်အီပူဝါမဟာမိတ်သက်ပီရီယတ်တို့တိုက်ပွဲပြင်းထန်နေပြီးအကြမ်းမတ်ဆဲဆူအထင်းသာအသေးဆုံးများဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယာဝတီတိုင်းလေးမျက်နာမျိုးနဲ့အတွင်မုံရပတိန်လမ်းမရှိဆက်ဆက်ရိုကျင်းရွာအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတက်တော်အီအီပူဝါမဟာမိတ်ပီရီယတ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကတေဆုံးထိခိုက်မှုများပြားနေတယ်လို့စီးရဲသတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရခတပ်တော်အင်အင်းနဲ့ပူပေါင်းမဟာမိတ်သက် PDF တို့ဟာပသိမုံရွာလက်မှိုင်းကိုသိမ်းပိုင်နိုင်ဖို့အတွက်ဆက်ဆက်ယူကြည့်ရအနီးကိုထိုးစစ်ဆင်တိုက်ခိုက်လာနေပြီးစစ်ကောင်စီတပ်ကလည်းအင်အားအလုံးရင်းနဲ့ခုခံကာကွယ်နေတာကြောင့်တိုက်ပွဲတွေပုံမှုပြင်းထန်နေတယ်လို့သိရပါတယ်။ အဆိုပါနိုင်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကတင်းဆုံထိခိုက်မှုများပြနေတာကြောင့်ဟင်းတရာကွင်ကောက်စားတဲ့မြို့နယ်တွေမှာစစ်ကားကြီးတွေနဲ့လင်းမျက်နှာမြို့နယ်အတွင်းကိုစစ်အင်အားတွေဖြစ်တင်းနေရတယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။အာရကတပ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာပတ်သိမ်မုံရွာလမ်းမိုင်းမှာပန်တော်ကြီးမြို့ကုန်းကြောက်စည်ရကုန်းနဲ့တင်းသူကုန်းစားတဲ့ကြေးရွာတွေကိုထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကလည်းအဲ့ဒီကြေးရွာတွေကို ပြန်လည်ရရှိဖို့အတွက်ဆက်ဆက်ရိုးကြေးရွာနဲ့ အင်ကဘူမြို့နယ်အတွင်းကနေထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်နေတယ်လို့လည်းသိရပါတယ်။လေးမျက်နှာမြို့နယ်မှာတော့တိုက်ပွဲတွေဖြစ်နေတာရှိပါတယ်။အထက်ကကတော့ဆက်ဆက်ရိုကျေးရွာအနီးမှာဖြစ်နေတာပါ။အေအေနဲ့ပူပေါင်းတပ်တွေကသူတို့ထိန်းချုပ်ထားတဲ့ပန်တော်ကြီးရွာဘက်ကနေဆက်ဆက်ရိုကျေးရွာဘက်ကိုထိုးစစ်ဆင်လာတာရှိပါတယ်။စစ်ကောင်စီတပ်ကလည်းအင်အားတွေဖြစ်တင်ပြီးတော့ရေနတာကိတ်ကနေစစ်ကြောထိုးလာတာကြောင့်တိုက်ပွဲတွေပုံမှန်ပြင်းထန်နေကြတာပါလို့တော်လိုင်းရေတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ ပင်ကတိအော်တိုဘာလာတတိယဘက်ကလည်းစစ်ကောင်စီတပ်နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာလေမျက်နှာမြို့နယ်ရှိဆက်ဆက်ရွေကြေးရအနီးဝန်းကျင်နဲ့တောတောင်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလည်းလေကြာဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေအစမပြတ်ပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့ကလည်းဆက်ဆက်ရွေကြေးရအနီးမှာတိုက်ပွဲတွေပြင်းလဲပြင်းထန်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကတိုက်ဆုံထိခိုက်မှုများပြခဲ့သည့်အတွက်ဂျက်ဖိုင်တာဝိုင်တွဲလေယာဉ်တွေနဲ့တရရလုံးဘုံကျက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိတိုက်ပွဲတွေမြင့်တက်နေတဲ့ဆက်ဆက်ရိုးကျေးရွာနဲ့လေးမှန်ကျော်အကွာအဝေးမှာရင်းနှီးသားစစ်စရေးကိတ်ရှိနေတာဖြစ်တယ်လို့စစ်ကောင်စီတပ်ဟာအဆိုပါစစ်စရေးကိတ်ကိုစစ်ရင်အားတွေအဆက်မပြတ်ပို့ဆောင်နေတာဖြစ်ပြီးအေအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကိုခုခံမှုအတွက်ဘန်ကာရီအခိုင်အမာဆောက်လုပ်နေကြတယ်လို့လည်းအေအေနဲ့နေဆက်တဲ့စစ်ရေးတရင်ချင်းမြစ်တွေစီကသိရပါတယ်အေအေနဲ့နေဆက်တဲ့စစ်ရေးတရင်ချင်းမြစ်တွေစီကသိရပါတယ်ပီကတိနိုဝင်မာလပထမပတ်မှာလေးစစ်ကောင်စီတပ်ဟာ ဟင်းသရမြို့နယ်ကနေစကအကြီးဆယ်စီကျော်နဲ့လေးမျက်နှာမြို့နယ်စီကျင်းရွာတွင်ငတိုင်းချမြို့နယ်အတွင်မှရင်းနှီးသားဆစ်စရိတ်ကိန်းနဲ့မြောက်ဆန်းအမြောက်တန်းအာမတ344တို့ကိုအင်အားဖြည့်တင်းမှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျာ။ ဟင်္ဒရာမြို့နယ်ကနေစင်အင်အားတွေလင်းမြနာမြို့နယ်ကိုစနေပို့ဆောင်နေတာပါငတိုင်းကြဘက်ကိုလည်းပို့ဆောင်နာရှိပါတယ်ပြီးခဲ့တဲ့တရက်လောက်ကဆိုရင်အမြောက်တပ်နဲ့ရင်ဒရာဂိတ်ဘက်ကိုစစ်ကား၁၀စီးကျော်လောက်တက်သွားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကအင်အားတွေဖြင်းမလောက်ဖြစ်နေတာပါလို့အေအေနဲ့နေစတဲ့စီးရင်တရင်ချင်းမြစ်တအူးကပြောပါတယ်တိုက်ပွဲပြင်းထန်နေတဲ့ဆက်ဆက်ရွေးကြေးရွာအနီးကို မြောက်စံကြီးရွာမှာရှိတဲ့အမြောက်တန်းအမတ်တ344တရင်ကလည်းလက်နက်ကြီးတွေနဲ့တည်ရလို့ပြစ်ကူပေးနေတယ်လို့သိရပါတယ်။အဆိုပါအမြောက်တပ်ကနေလက်နက်ကြီးပစ်ခတ်မှုကြောင့်ဂွေးတော်ကုန်း၊ကွင်းချံကုန်း၊ညောင်မင်းကြီး၊တပြူပင်၊တပြေကွင်း၊ရှမ်းစုကြက်ကုန်း၊ရုပ်သေးတံစားတဲ့ကြီးရပေါင်း20ကျော်မှဒေသခံတွေဟာအခြားနေရာတွေကိုစစ်ဘေးတိမ်းဆောင်နေကြရပြီးလူမရှိတဲ့နေအိမ်တွေ၊ဈေးဆိုင်ခန်းတွေကိုလည်းစစ်ကောင်စီတပ်ကဖောက်ထွက်မှုတွေရှိနေတယ်လို့ငတိုင်းကျောင်းဒေသခံတွေစီကသိရပါတယ်။ အရခတ်တတော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်ပီရီယတ်တို့ဟာရခိုင်ရိုးမတဆောင်းအေယာဝတီတိုင်းမှာရေကြီးတာပေါင်းငတန်းချောင်းလေးမျက်နှာအင်ကပူနဲ့မြန်အောင်မျိုးနယ်တွေအထိထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါရဲ့ရှင်။ဆလတ်ပင်ကလေးမျိုးမှာစင်အိုးစုကရက်ခွက်အုပ်ကြီးဒူယာကံပူနဲ့ပြူရီပူပေါင်းကဓမြတိုင်းလက်ပူးလက်ချက်မီလို့စင်အိုးစုကမလွဲမဆောင်တာဖန်ခေါ်သွားစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့။ စကိုင်းတိုင်းကလေးမြို့မှာမနေ့ကညပိုင်းစိုးအုပ်စုခန့်ရက်ွက်အုပ်ချုပ်ရေးမှူးဒုအရာခံဘုန်းနေပြူစားသီးတွေပူပေါင်းပြီးပါဝင်တဲ့အဖွဲ့ကနေအိမ်တအိမ်ကိုစီးနှင်းတမျှတိုက်ခဲ့ပြီးလက်ပူးလက်ကျပ်မီလို့စိုးအုပ်စုကမလွဲမဆောင်သာဖန်ခေါ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်နိုဝင်ဘာလ၈ရက်နေ့ညပိုင်းအချိန်ကလေးမျိုးအောင်တစ္ဆာရက်ွက်ကစေဩစုခန့်ရက်ွက်အုပ်ချုပ်ရေးမှူးကဦးဆောင်ကတားဖြစ်သူဒုရကံဘုံနဲ့ပြူစောတိစီဦးတို့ပူပေါင်းပြီးကလေးမျိုးတာဟန်ရက်ွက်ထဲကနေအိမ်တအိမ်ကိုတမျှတိုက်ခဲ့တာလို့ဆိုပါတယ် အဲ့ဒီလိုရက်ကွက်ကြော်ပြီးဓမြလာတိုက်တဲ့အုပ်ချုပ်ရေးမှုဦးဆောင်နေဓမြအဖွဲ့ကိုအင်စင်ကချက်သိန်းသုံးတာထုတ်ပေးပြီးဓမြတိုက်နေချိန်စိုးစုထံအကြောင်းကြားပြီးဖမ်းဆီးရမှာလက်ပူးလက်ချက်ဖမ်းမိတာလို့ဒေသခံတရင်ရှင်မြစ်ကပြောပါတယ်။အောင်နစ်စာအုပ်ချုပ်ရေးမှုနဲ့ဒုရကံမှုတာကဓမြတိုက်တော့သိန်းသုံးတာတောင်းနေကြရတဲ့အဲ့ဒါတာဟန်ရက်ကွက်မှာဓမြတိုက်နေတော့ညာရင်းချင်းစစ်တပ်ကဖမ်းသွားတယ်။ ရက်ကွက်ကြော်တများတန်းချင်းလက်ပူးလက်ချက်ဖမ်းမိတဲ့အတွက်စေအိုစုခန့်အုပ်ချုပ်ရေးမှူးဒုရကံပွန်နဲ့ပြူစော်တိရှိဦးတို့ကစေအိုစုကကလေးမျိုးမရက်စကန်ကိုဖမ်းခေါ်သွားပြီးလက်ရှိအချိန်ထိရက်စကန်ထဲမှာချုံနောက်ထားစေလိုကြရကြောင်းမြို့ကန်တအူးကပြောပါတယ်သူကအောင်နေစာရက်ကွက်အုပ်ချုပ်ရမှုလုပ်ပြီးတော့ကားတွေဝယ်စီလို့ငွေတွေတော်တော်လိုနေတယ်လို့သိရတဲ့ဒူးရကံမှုအသားကတော့စေသမား ပြီးခဲ့တဲ့2023ကလည်းကလေးမျိုးအောင်သိဆောင်ရက်ကွက်ကနေအိမ်နဲ့အိမ်ဓမြတိုက်ခံရပြီးကျွလွန်သူတွေဟာစိုးအစုလက်တမွေတနက်ထုတ်ပေးထားတဲ့ပြူစာတီတွေဖြစ်တယ်လို့မြို့ကန်တွေကပြောပေမဲ့စိုးအစုကတော့ကျွလွန်သူတွေကိုဖမ်းဆီးတာမရှိခဲ့ပါဘူး။လက်ရှိချိန်မှာတော့ရက်ကွက်ကြောဓမြတိုင်းချင်းလက်ပူးလက်ကြက်မိတာကြောင့်မြို့ကန်တွေကျဉ်နှံ့အောင်အဖမ်းပြတာဖြစ်နိုင်ပြီးဘယ်အချိန်ပြတ်လို့မယ်ဆိုတာတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ် အနာသိန်းလေးနှစ်ကျော်အတွင်းကလေးမျိုးပေါ်စီအောင်တစ္ဆာနှင့်တာဟန်ရက်ကွက်ကလေးမျိုးနယ်စီအဖွဲ့ဆက်ကျေးရွာများမှဓမြတိုင်းမှုဆယ်ကျင်းကျော်ဖြစ်ပွားခဲ့ပြီးကျွန်းလွန်သူတွေကိုတော့စေအိုစုကဖမ်းဆီးနိုင်တာမရှိခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်ရှင်။ဆလပင်းပေါင်းမျိုးနယ်အတွင်းစစ်ကြောထုံးနေသည့်စစ်တပ်မှစစ်မှုထမ်းတပ်သားတအူတနက်တလက်နဲ့ခရမ်းများယူဆောင်လာပြီးအလင်းဝင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမျိုးနယ်အတွင်းစစ်ကြောထုံးနေသည့်အကြမ်းမတ်စစ်တပ်မှစစ်မှုထမ်းတပ်သားတအူ တနက်တလန်နဲ့ခရမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြပေါမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇနစ်နိုဝင်ဘာလ9ရက်နေ့မှာစိတ်ဖြူမျိုးနယ်ကမဆာ20နှစ်မှာပေါမျိုးနယ်တောင်ပိုင်းသို့စစ်ကြောထိုးရန်ထွက်လာသည့်တမကိုကိုလန်အောင်ခန်ခမရဆလီကြောက်စေတရင်မှစစ်မှုထမ်းတပ်သားတဲ့တအူပေါမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ ထို့သို့အလင်းဝင်ရောက်လာသည့်စစ်မှုထမ်းတပ်သားတင်းတအူ MA1 တနက်တလက်ကြီပေါသုံးပေါင်ဖိုက်ပိုက်ဖက်စစ်ကြီးတရားတောင်းအီနာကပုံတလုံးလက်ပစ်ပုံတလုံးနဲ့ RPG ဘူးတပ်ဖူးတို့ယူဆောင်လာကြောင်းသိရပါသည်ပြည်သူလူထုကထောက်ခံမှုမရှိသည့်အကြမ်းမက်စစ်သားပြူစော်ထင်းများအနေဖြင့်စစ်တပ်လက်အောက်မှမနေထိုင်ပေသက်ဆိုင်ရတော်လှန်ရေးနယ်မြေကများနှင့် ခြေဆက်ခံအလင်းဝင်ရောက်ကြရတဲ့ပေါမျိုးနယ်ပါကဖာအနေဖြင့်ဒေသရင်းစီရဲလှုပ်ဆောင်မှုများအရှင်ဟွန်ဖြင့်တုံးမြင့်လှုပ်ဆောင်သားမျိုးဖြစ်တာကြောင့်ဖြစ်သူများအနေဖြင့်လည်းအကြမ်းမဲ့စစ်တပ်၏လေကြောင်းရန်ကိုအထူးသတိထားကြရတဲ့ပူပါပါဝင်ပေးကြပါရန်ပေါမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုနှိုးဆော်ထားပါတယ်ရှင်။ဆလပင်းတပည့်ရင်းနဲ့ကော်လင်မျိုးနယ်တို့မှစစ်တပ်က Y8 လေရင်ဖြင့်ရိတ်ခါတို့များကြေချပို့ဆောင်ခဲ့ပြီးတော်လန်ရဲတပ်ဖွဲ့များကရိတ်ခါတချို့တင်စင်ရရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းတိုင်းတပည့်ရင်မြို့နယ်အတွင်းသက်ဆွဲထားသည့်အကြမ်းမဲ့စစ်သားများကိုစစ်တပ်က Y8 လေရင်ဖြင့်ရိတ်ခါတုံများကျေချပို့ဆောင်ခဲ့ပြီးမိတော်လရင်တပ်ဖွဲ့များကရိတ်ခါတချို့တင်စီရရှိခဲ့ကြောင်းတပည့်ရင်အခြေဆိုင်အဖြူရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါသည်နိုဝင်ဘာလ10ရက်နေ့မှာတပည့်ရင်းမျိုးပေါ်မှာတက်ဆွဲထားသည့်အကြမ်းမဲ့စစ်သားများကိုစစ်တပ်၏ဝိုင်းအေးလေရင်တပ်စီကရိတ်ခါတုံများလာရောက်ကျေချပို့ဆောင်ပေးခဲ့ကြသေးရပါသည်။ ်ထုံတို့ရိခါတို့များလာရောက်ကြွချမှုခဲ့သည့်နေရာများကိုဒေဝရင်တိုင်းနယ်တေပါကပါလှုပ်ရှားသက်စိမ်းမှတော်လန်ရဲရဲဘော်များကယနေ့နိုဝင်ဘာလ9ရက်နေ့မှနေမြင့်ရှင်လင်းရဲ့ပြုလုပ်စဉ်ရိခါတချို့သိသိရရှိခဲ့ကြောင်းသိရပါသည် မင်းကဒီပဲရင်းမျိုးကစစ်ခွေးတွေတက်ဆွဲတဲ့နေရာကိုရိတ်ခါလာချတဲ့ဝိုင်းအိမ်နဲ့မိထီလာဆန်တွေကတက်လာပြီးတော့ဆယ်ကျင်းလောက်ချတာအထုံ90ကျော်တဲ့ဒီနေ့မှာတော့ဒီပဲရင်းတိုက်နေတဲ့ပကဖားလှုပ်ရှားတဲ့စိတ်ကနေမြင့်ရှင်လင်းရဲ့လှုပ်ဆောင်တာရိတ်ခါတချို့သိစရာရှိခဲ့ပါတယ်လို့ဒီပဲရင်းခြေဆိုင်အဖြူရပြည်သူ့ကွယ်ရဲ့တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ် အလာသူစကိုင်းတိုင်းကောလင်းမြို့နယ်မှာလည်းအကြမ်းမတ်စစ်တပ်ကဝိုင်းအိတ်လေးရင်ဖြင့်ရိတ်ခါတို့များလာရောက်ကြေချပို့ဆောင်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလ၁၀ရက်နေ့မှာကောလင်းမြို့နယ်အစီအချံကြောက်ပထိုးရွှေရင်တွင်မှစစ်တပ်တဆွဲထားသည့်အကြမ်းမတ်စစ်သားများကိုမထီလာလီတမတလာသည့်ဝိုင်းအိတ်လေးရင်ဖြင့်ရိတ်ခါတို့များလာရောက်ကြေချပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ မေထီလာလီတက်ကတက်လာတဲ့18ထောက်ဖို့လင်းရင်ကကောလင်းမြွတ်နဲ့အစီကြမ်းမှရှိတဲ့ကြောက်ပလို့ရွှေရင်းနဲ့မှရှိတဲ့တက်ဆွဲထားတဲ့စခွေတွေကိုရိတ်ခါတို့တွေကြေချပို့ဆောင်သွားတာပါလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်ရှင်။